ရုရှားတို့ရဲ့တဘာဝလက်နက်စောင်းရာသီနိကက်လာနဲ့မြ၊ယူကရိန်းတို့ဟာစိုးရိမ်ပူပန်မှုတွေပုံပုံများပြားလာနေပါလေ။ပြီးခဲ့တဲ့လကပြင်သစ်နဲ့ United Kingdom တို့ဥဆောင်တဲ့ယူကရိန်းမဟာမိတ်အဖွဲ့တစ်ခုဟာ KF မြို့ရဲ့မြို့ပြဒေသကြီးတွေမှာရဲစစ်တအားနဲ့အပူပေးစနစ်ထောက်ပံ့မှုကိုထိန်းသိမ်းမှုတိသာထင်ရှားတဲ့အရေးမြစ်တွေကိုစူးစီးဖို့သဘောတူညီခဲ့ကြပါလေ။အော်ဘလ28ရက်ကအပူပေးရာသီဟာပုံမှန်ထက်အနည်းငယ်နောက်ကျမှစတင်ခဲ့တာကြောင့် ဒီကြိုးပမ်းမှုဟာအကျိုးသက်ရောက်မှုအချို့ရှိပုံရပါတယ်။ဒါပေမဲ့ဒါဟာယူကရိန်းအိမ်တွေနဲ့အေးလွန်မှုကိုကာကွယ်နိုင်မှုအတွက်အမခန့်ချက်အနည်းငယ်တော့ရှိပါတယ်။ရုရှားစစ်တပ်ဟာယူကရိန်းကိုအေးဒဏ်ပုံမှုခံရစေဖို့ဒါလိုက်နဲ့ဓာတ်ငွေထောက်ပံ့မှုတွေကိုပျက်စီးစေဖို့အတွက်အရေးကြီးတဲ့အခြေခံအဆောက်အုံတွေကိုဆက်လက်တိုက်ခိုက်နေပါတယ်။နပိုလီယံနဲ့ဟစ်တလာကိုစန့်ကျင်တဲ့ရုရှားရဲ့တစ်ဆာရှိမဟာမိတ်ဗိုလ်ချုပ်ကြီးဝင်းတာဟာယူကရိန်းကို စန့်ကျေဥသာမကပဲနဲ့ဥရောပကိုပါတိုက်ခိုက်ဖို့တာဝန်ထမ်းဆောင်နေပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကစစ်မြေပြင်မှာအနိုင်မရတဲ့အပြင်ယူကရိန်းမြို့တော်ခီယက်ကိုရာဇတန်နဲ့မတိုက်ခိုက်နိုင်ခဲ့တာကြောင့်စစ်ပွဲကိုယူကရိန်းရဲ့စွမ်းရင်နဲ့ထောက်ပံ့ပို့ဆောင်ရေးစနစ်တွေကိုဥတည်တိုက်ခိုက်လာနေတာပဲဖြစ်ပါတယ်။2022ခုနှစ်နဲ့23ခုနှစ်ကရုရှားဟာယူကရိန်းလူမျိုးတွေကိုလက်နက်ချစေဖို့ရပ်တန့်ဖို့စ조사ခဲ့ပါလေ။ ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။ယူကရိန်းနိုင်ငံရဲ့စိတ်ဓာတ်ဟာခိုင်မာလျက်ရှိနေစေဖြစ်ပါတယ်။အခုတစ်ချိန်ပူတင်ရဲ့ရည်ရွယ်ချက်ကတော့အေးဒန်နဲ့ယူကရိန်းကိုအပြစ်ပေးဖို့သာမကဥရောပကိုမတီးမငြိမ်ဖြစ်စေဖို့ရည်ရွယ်လျက်ရှိပါတယ်။၂၀၂၂ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာရုရှားရဲ့အပြေးဝါကျူးကျော်မှုစတင်ခဲ့တဲ့အခါယူကရိန်းလူမျိုးတန်ပေါင်းများစွာဟာယထာကာခြေကျင်နဲ့အနောက်ဘက်ကိုထွက်ပြေးခဲ့ကြပြီးတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးဒုက္ခတွေလှိုင်းလုံးကြီးဖြစ်ခဲ့ပါတယ်။စွရင်စနစ်ပြိုလဲသွားပါကအဲ့ဒီလှိုင်းလုံးကြီးဟာပြင်းထန်တဲ့အင်အားနဲ့ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။ဒါဟာရုရှားရဲ့အဆိုးရွားဆုံးသောတိုက်ခိုက်မှုပုံစံအသစ်ဖြစ်ပါတယ်။စောင်းရာသီကိုလက်နက်အဖြစ်အသုံးပြုလာတာပါ။အနောက်နိုင်ငံတွေကယူကရိန်းနဲ့စီးလုံးညီညွတ်မှုအားလုံးရှိနေပေမဲ့နောက်ထပ်ဒုက္ခတွေလှိုင်းတစ်ခုဟာမတိမငြိမ်ဖြစ်စေပါလိမ့်မယ်။အကူအညီဘတ်ဂျက်တွေပါလွာလာတာနဲ့အမျှဥရောပဟာစီးပွားရေးဝင်ထုတ်ဝင်ပို့တာမကပဲ ကိုကျင်တရားဆိုင်ရာစံသက်မှုတစ်ခုကိုပါရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့လက်ရှိမှာယူကရိန်းဒုက္ခသည်9သန်းလောက်ကဥရောပမှာကျန်ရှိနေစေဖြစ်ပါတယ်။ဂျာမနီနဲ့ပိုလန်တို့မှာလူဦးရေအများဆုံးဖြစ်ပြီးတော့လူဦးရေ1.2သန်းနဲ့9သိန်းအတီးတီးရှိပါတယ်။နိုင်ငံစလုံးဟာယူကရိန်းဒုက္ခသည်တွေကိုကြိုးစိုးပင်မဲ့ရေရှည်မှာတော့လူလူရဲ့သဘောထားတွေပြောင်းလဲလာနေပါတယ်။အခုနေ့အစောပိုင်းမှာ KF ကလူငယ်အမျိုးသားတွေအတွက် နေဆက်ထွက်ပေါက်စီးမြင်းတွေကိုဖြေလျှော့ပေးပြီးနောက်ယူကရိန်းမျိုးသားတသိန်းနီးပါးဟာပိုလန်နိုင်ငံကိုဝင်ရောက်ခဲ့ပြီးအများပြားဟာဂျာမနီကိုဆက်လက်တွားရောက်ခဲ့ကြပါတယ်။ဒါကြောင့်လူမှုမကျေနပ်မှုများစွာဖြစ်ပေါ်စေခဲ့ပါတယ်။အော်ဘလာစစ်တမ်းတစ်ခုအရဂျာမန်လူမျိုး62ရာခိုင်နှုန်းဟာစစ်မှုထမ်းအရွယ်ယူကရိန်းမျိုးသားတွေကိုပြန်ပို့ဖို့ထောက်ခံခဲ့ကြပြီးတော့66ရာခိုင်နှုန်းကတော့ယူကရိန်းလူမျိုးတွေကိုအကျိုးခံစား권တွေရရှိစေလိုခြင်း မရှိကြောင်းတွေးရှိခဲ့ရပါတယ်။ယူကရိန်းဒုက္ခသည်တွေအတွက်လူမျိုးရေးထောက်ပံ့မှုကိုထိမ့်သိမ်းတာဟာပြီးခဲ့တဲ့နှစ်ကဘာလင်မြို့အတွက်ယူရို6ဘီလီယံဒေါ်လာအနေနဲ့6.6ဘီလီယံကုန်ကျခံပြီးတော့ဂျာမနီအစိုးရအတွက်ကဘတ်ဂျက်တွေကိုတင်းကျပ်ဖို့ဆက်လက်ပြောဆိုနေပါတယ်။ပိုလန်နိုင်ငံမှာလည်းနိုင်ငံကနေထွက်ပြေးလာတဲ့ယူကရိန်းလူငယ်မျိုးသားလိုင်းလုံးကြီးပေါ့လူမှုမကြေမနက်ဖြစ်မှုတွေရှိခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ကပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရပိုလန်လူမျိုး25ရာခိုင်နှုန်းဟာ ယူကရိန်းဒုက္ခသည်တွေကိုအပြူသဘောဆောင်စွာမြင်ကြပြီးတော့30ရာခိုင်နှုန်းကတော့အပြည့်သဘောဆောင်ပြီး51ရာခိုင်နှုန်းကဈာနေအဖြစ်မြင်ကြပါတယ်51ရာခိုင်နှုန်းကတော့အစိုးရရဲ့သူတို့ဘော်ထောက်ပံ့မှုတွေဟာအလွန်မြင့်မားလွတ်နေတယ်လို့ယုံကြည်ကြပါတယ်တနည်းပြီးနောက်အဲ့ဒီအမြင်တွေဟာပြောင်းလဲမသွားပဲဆက်လက်တည်ရှိနေပါတယ်ယူကရိန်းဒုက္ခသည်ဥယျာဉ်နေပါတဲ့အခြားနိုင်ငံတွေဟာလည်းအပြည့်သဘောဆောင်တဲ့သဘောသားတွေတိုးပွားလာနေပါတယ် ဇွန်လတုန်းကလည်းဥရောပကော်မရှင်ဟာယူကရိန်းနိုင်ငံသားတွေယာယီကာကွယ်မှုကို2029ခုနှစ်မတ်လအထိတိုးချဲ့ခဲ့ပေမဲ့နောက်ထပ်ဒုက္ခတွေလိုင်းလုံးကြီးတစ်ခုပေါ်စိုးရိမ်ပူပန်မှုတွေဟာဥရောပတမကတစ်ခုလုံးမှာထင်ရှားပေါ်လွင်နေပါလေ။လွန်ခဲ့တဲ့နှစ်နှစ်အတွင်း EU နိုင်ငံတွေကခိုလုံခွင့်တောင်းခံသူတွေပေါ်မူဝါဒတွေကိုတင်းကျပ်ခဲ့ပါလေ။ပူတင်နဲ့မဟာမိတ်ဖြစ်တဲ့ဘယ်လာရုစ်တမရအလက်ဇန်းဒါလူကာရှန်ကိုတို့ဟာ ဒုက္ခတွေကို EU ရဲ့နေဆက်တွေကိုတွန်းပို့တဲ့ဗျူဟာအလွန်အလုံးဖြစ်ကြောင်းသိရှိထားကြပါလေ။2021ခုနှစ်ကဘယ်လာရုစ်ဟာအရှေ့အလယ်ပိုင်းနဲ့အာရှကနေခေလွန်ခွင့်တောင်းခံသူတွေကိုပိုလန်နေဆက်ကိုလမ်းကြောင်းပြောင်းပေးခဲ့ပြီးစမ်းသပ်မှုတွေလှုပ်ဆောင်ခဲ့ပါလေ။ဒီဆောင်းရာသီမှာယူကရိန်းရဲ့စွန့်ရင်ကဏ္ဍပြိုလဲသွားရင်အနောက်ဘက်ကပိုလန်နိုင်ငံဒါမှမဟုတ်တောင်ဘက်ကရူမေးနီးယားနဲ့ဟန်ဂရီနိုင်ငံတွေစီကိုတိမ့်နေချီတဲ့လူတွေထွက်ပြေးတိမ့်ဆောင် လာနိုင်ပါလေ။နေဆက်တစ်ချောင်းမှာ ရန်စသူတွေရဲ့ထိုးဖောက်ဝင်ရောက်မှုဒါမှမဟုတ် drone လှုပ်ရှားမှုတွေကြောင့်အခြေအနေတွေပုံမဆိုးရွားလာနိုင်ပါတယ်။ပြီးခဲ့တဲ့လကပိုလန်နိုင်ငံသားရဲ့ဝင်ကြီး Rado Slaw Sikorski ကသူ့နိုင်ငံဟာယူကရိန်းအတွက် generator တွေနဲ့အပိုလျက်စစ်တအားထောက်ပံ့မှုတွေမှာကူညီပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဆောင်းရသည့်အေးခဲနေတဲ့ယူကရိန်းနိုင်ငံသားတန်း30ကျော်အတွက် generator တွေဟာဘလို့နှွေးထွေးအောင် ထိန်းထားနိုင်ပါလေ။ပူတင်ကဒီမေးခွန်းရဲ့အဖြေကို သိပါတယ် ဒါကြောင့်ရုရှားစစ်တပ်ဟာဓာအားပေးစက်ယုံတွေဓာတ်ငွေတူလောင်ယုံတွေနဲ့ရထားလမ်းစုံတွေကိုစက်တိုက်ဘုံကျဲတိုက်ခိုက်နေတာပါခြေကန်အဆောက်အုံတွေကိုဖျက်ဆီးဖို့တာမကအရက်သားတွေကိုအနောက်ဘက်ကိုတွန်းပို့ဖို့ပါ